အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ13ရက်နေ့ရက်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီအဲ့တော့နေ့လည်ကင်းသတင်းတွေကိုတော့ကျွန်တော်ဝေယံတဲ့အတူညီမဖြစ်တဲ့စူစီကနေစူစီတင်ဆက်ပေးပါပါခင်ဗျာမင်္ဂလာပါရှင်ဒေါ်လာနေ့လည်ကင်းမှာလို့ပြည်သူအပေါင်းတို့ကိုဆက်သားလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါဒေါ်လာပြည်သူပေါင်းကိုအဲဒေါ်လာနေ့လည်ကင်းပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့လည်ကင်းမှာတွေ့ရတဲ့သတင်းတွေကတော့တပည့်ရင်းရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့သတင်းအဆက်တွေပေါ့ ော့တပည့်ရင်းမှာကျွန်တော်တို့မနေ့တော့ကမနေ့စင်နာကြီးကြိုကြိုအချိန်နောက်မှာကလေးတွေစာတင်နေတဲ့အချိန်အကြမ်းဖက်ဆစ်ရှုံးကောင်စီကလေချောင်းလေပြစ်ခတ်လို့ကလေးငယ်20ဆီယမ2ဦးတည်ဆုံးခဲ့ရတယ်နောက်ထပ်လည်းစေကူတမှုခိုင်နေရတဲ့ကလေးငယ်တွေများစွာရှိပါတယ်အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တမ္ပတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအစည်းအဝေးမှာတင်ပြလိုက်ပြီးတော့အကြမ်းဖက်ဆစ်ရှုံးကောင်စီအုပ်စုကိုကူညီနေတာတွေကိုရက်တံမှုသူတောင်းဆိုလိုက်ပါတယ်အဲ့တော့တမ္ပတ်ကြီးဦးကျော်မိုးထွန်းကတော့ သူ့ရဲ့တောင်းဝင်ဝတ္တရားအရပေါပေါရောရောနဲ့ကုလသမဂ္ဂဆီမှာတင်ပြခဲ့ဘောင်းလဲများပါပြီကျွန်တော်ပစီကြီးပြည်စင်လူ့ခွေချိုးဖောက်မှုတွေဒီအကြမ်းဖက်ဆက်ရှုံးတော်စီကစာသင်ကျောင်းတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လို့ကလေးငယ်တွေတေဆုံးရတဲ့ဖြစ်စဉ်တိုင်းဒီပါကိုကုလသမဂ္ဂစည်းဝေးတွေမှာအခါခွင့်ကြုံရင်ကြုံသလိုတင်ပြခဲ့ပါတယ်ဒါပေမဲ့ action ဆိုတဲ့တက်ရောက်မှုရှိတဲ့လှုပ်ဆောင်ချက်တွေလှုပ်ချင်းမလှုပ်ချင်းကတော့ကုလသမဂ္ဂရဲ့ လုံနိုင်စွမ်းနဲ့စေတနာပေါ်မှာမူတည်ပါတယ်အခုလဲတမန်ကြီးဦးကျော်မိုးထွန်းကတော့အခုလိုမျိုးကုလသမဂ္ဂအစည်းအဝေးမှာပြောလိုက်ပြီးဖြစ်ပါတယ်ဒီသတင်းပြည့်စုံကိုကျွန်တော်ဝင်ကစပြီးတော့တင်ဆက်ပေးကြပါမယ်အဲ့တော့စကိုင်းတိုင်းဒီပင်းရင်းမြို့နယ်မှာစစ်ရှုံးကောင်စီတပ်ကဒီစာတင်ကြောင်းကိုဘုံကျဲတာကြောင့်ကျောင်းသူကျောင်းသား20ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့ကြောင်းကုလသမဂ္ဂမှာတမန်ကြီးဦးကျော်မိုးထွန်းကပြင်ပြပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မနေ့ကမေလ12ရက်အမေရိကန်ပြည်သူ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ စင်စားမပြတ်ရေရှိဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆိုင်ရာ conference မှာသူကပြောဆိုခဲ့တာပါအဲ့တော့မေ7ရက်နေ့မနက်ပိုင်းဆေးဥစုကစကိုင်းတိုင်းတပင်းမြို့နယ်အိုရင်းရင်းရွာမှာရှိတဲ့စာသင်ကျောင်းကိုလေကျောင်းကနေတဆင့်တိုက်ခိုက်ခဲ့ရမှာကျောင်းဆရာမနှုတ်နဲ့ကလေးငယ်နဲ့ဆက်တင်းဆုံးပြီးညစွာထိခဲ့တယ်ရရှိခဲ့ကြောင်းဒီဖြစ်ရဟာတခုတည်းမဟုတ်ပါကြောင်းတစ်ဖက်မှာလည်းစကိုင်းတိုင်း အထက်မှာလွန်ခဲ့တဲ့တလားကျော်ကာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ပြင်းအားခုနှစ်တသမာခုနှစ်အဆင့်ရှိတဲ့ငလင်းဒဏ်အပြင်းထန်ဆုံးထိခိုက်ခံရတဲ့ဒေသတွေတဲကဒေသတစ်ခုဖြစ်ကြောင်းဒံမကြီးကပြောဆိုထားပါတယ်။ဘယ်ရင်းဆိုတာငလင်းဒဏ်လည်းပြင်းပြင်းထန်ထန်ခံစားရပြီးပြည်သူတွေမှာအခုလုံးမငြိမ့်နိုင်သေးတဲ့အခြေအနေစာဝတ်နေရေးပျက်စီးမှုတွေဆုံးရှုံးမှုတွေကြားထဲမှာအခုလုံးမငြိမ့်နိုင်သေးတဲ့အခြေအနေမှာဂျမတ်ဆက်ရှုံးကောက်စီကတော့ စာသင်နေတဲ့အေးအေးချမ်းချမ်းနဲ့ပညာသင်ယူနေတဲ့ကလေးငယ်တွေကိုစာသင်ကျောင်းပေါ်တဲ့တဲ့ကိုခေါင်းမိုးတဲ့တဲ့ကို cluster ဘုံနေနဲ့စင်ကွယ်စင်ကွယ်ပေါက်တဲ့ cluster လေရင်ပြည့်ဘုံနေနဲ့ပြစ်ခတ်တက်ခတ်ရတယ်ဒီမနေ့ဆိုပုံတွေထပ်ပြီးတော့ကျွန်တော်တို့တွေ့မြင်ရတယ်တချို့ကလေးတွေတကယ်ဒီဒူဝန်ကအပေါင်းအသားတွေပြတ်ထွက်သွားတာတချို့ကလေးဆိုလို့ရှိရင်တပင်လေးအောက်မှာဒီလက်တစ်ဖက်မရှိတော့ဘူးလက်တစ်ဖက်မှာပတ်တီးနေတစ်ဖက်မှာကျွန်တော်တို့ဒီ drip ချိန်ထားတဲ့ပလင်းတွေနဲ့အဲကြောင်းစိမ်မစိုးလေးနဲ့ အဲ့ဒီပုံတွေပုံတွေများစွာလွယ်ဤကိုအပုံလိုက်အနန္တရင်းမှာစုပေါင်းထားပြီးတော့အနန္တကိုတော့မြန်မာနိုင်ငံအလံကိုတော့ဝန်နေချင်းထိမ့်မှတ်နဲ့တဝက်လွင့်ထူထားတယ်စာသင်ကျောင်းလေးဒီပုံတွေတက်လာတိုင်းတက်လာတိုင်းမြင်တွေ့ရတိုင်းမြင်တွေ့ရတိုင်းမှာတကယ်ကိုပြောဖို့မနေအားယူပါဘူး။သတင်းတွေပြဆက်ဖို့သတင်းတွေထပ်ပြီးတော့ပြောပြဖို့မနေအားယူပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တာဝန်ဒါတော့ဒီသူလူလူကိုသတင်းမှန်လေးတင်ပြနိုင်ဖို့ တော့ရှောက်ကျွန်တော်တို့တင်ဆက်နေမှာပါကျွန်တော်တို့အာကျွန်တော်တို့ခုံနေတင်ဆက်နေမှာပါဒီကြားထဲကပဲ channel session ကောင်းစီကနေ့ကည၈နာရီတိုင်းမှာသူတို့ကဒါကိုဘုံကျဲဘုံကျက်မှုမပြုလုပ်ခဲ့ပါကြောင်းပြည်သူတွေရဲ့ကလေးငယ်တွေရဲ့ကျမ်းမာရေးပညာသင်ကြားရေးတွေကိုဘယ်လောက်ထိဂရုစိုက်တဲ့လုပ်ရည်တွေကိုလုပ်နေပါကြောင်းဆိုတာမျိုးကိုကြောင်းလင်းကြောင်းစားနဲ့မျက်နှာပြောင်းတိုက်ပြီးတော့ပြောရဲဆိုရဲပြည်သူကိုလိန်ညာရဲကြလွန်းနေအဲ့တော့အရင်ကာလက88ကာလ88 တိုင်ခင်ကာလတွေကပြည်သူကိုမျက်စိပိတ်နားပိတ်တရင်အမှောင်ချလို့ရတယ်ခင်မဟုတ်တော့ဘူး။ online media social ခင်မှာ internet ရတယ်ခင်မှာအခုဘယ်နေရာမှာဘာဖြစ်တယ်ဆိုရင်မိနစ်ပိုင်းစက္ကန့်ပိုင်းပြောပါမယ်။တခြားနိုင်ငံတခြားကမ္ဘာကတော့တည်နေရတဲ့အခြေအနေမျိုးမှာဒီလိုမျိုးဒီလန်ဟောအတိုင်းအလင်းဆက်တွင်းပြီးတော့ပြည်သူကိုမျက်နှာပြောင်တိုက်ရဲတာလို့ကျွန်တော်တို့အံ့ဩလို့မဆုံးဘူး။အဲ့တော့တမကြီးပြပြတဲ့တရင်ကိုကျွန်တော်ဆက်ပြီးတော့ပြောချင်ပါတယ် ။အကြမ်းဖက်ဆေးဟုတ်စုကနေ့စဉ်မစင်မချင်းကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲတာတွေကအရက်သားထိခိုက်နစ်နာမှုနဲ့အဆောက်အအုံတွေပျက်စီးဆုံးရှုံးမှုကိုအလုံးမင်းဖြစ်စေပြီးစင်စမ်းမပြတ်ယေရှုဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်တွေကိုအကောင်နဲ့ပေါ်ဖို့တာဝန်ယူကြရတဲ့အဆောက်အအုံတွေဖြစ်တဲ့စာသင်ကျောင်းတွေနဲ့ဆေးရုံတွေအပေါ်အများဆုံးထိခိုက်စေကြောင်းတမန်ကြီးဦးကျော်မိုးထွန်းကဆက်ပြီးတော့ဒီကုလသမဂ္ဂစည်းဝေးမှာပြောပါရယ်ခင်ဗျာတချို့နိုင်ငံတွေအနေနဲ့ဆေးဟုတ်စုကိုထောက်ပံ့ပေးနေကြောင်း ဆင်းရဲစုကိုရုပ်ဝိထုပစ္စည်းအားဖြစ်တော်လည်းကောင်းစိတ်ထဲအားဖြစ်တော်လည်းကောင်းထောက်ပံ့ပေးတာကကလေးငယ်တွေပေါ့ဝင်လူအများပြားကိုဆင်းရဲစုကတတ်ဖြတ်နိုင်စေဖို့ကူညီပေးရရောက်နေကြောင်းဒါကြောင့်မလို့ဘုံကျဲတိုက်ခိုက်မှုတွေရပ်တန့်ပေးပါလူတွေကိုတတ်ဖြတ်နေတာကိုရပ်တန့်ပေးပါဆင်းရဲစုကိုကူညီပံ့ပိုးနေတာတွေကိုရပ်တန့်ပေးပါအဲလိုမျိုးတမကြီးဥကြောင့်ဘုထွန်းကတောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာဆင်းရဲစုနဲ့ဆက်အနာရှင်စနစ်ကိုအစုံတက်ကဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုထူထောင်နိုင်မှသာလျှင်မြန်မာနိုင်ငံမှာရေရှိတည်တက်တဲ့ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကိုဆောင်ကျင်းပေးနေမှာဖြစ်ကြောင်းတမန်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတော်တာဖြစ်ပါတယ်အဲ့တော့ဒီကလူလူကိုစားတောင်းဝိရိယတွေကိုအမြင်မပြတ်ထမ်းရွက်နေတဲ့တမန်ကြီးဦးကျော်မိုးထွန်းကိုကျေးဇူးထူးတင်ပါတယ်ကောင်းတယ်ဖို့ဣမဖို့ဣကတော့ကုလသမဂ္ဂတောင်းဝင်ရှိသူတွေရဲ့စိတ်စေတနာနဲ့လောရပေါ်မှာဆက်ပြီးကျွန်တော်တို့ဆောင်ကျင်းမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီကနေ့ဒီရက်ကမှထူးခြားတဲ့သတင်းတွေကိုညီမဆူစီကဆက်ပြီးတော့ပြောပြပေးပါဦးမယ်ဟုတ်ကဲ့ပါဘူးရေ နောက်တစ်ထူးခြားသတင်းကတော့ဒါအုတ်တွင်းမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့လိုက်တယ်ဆိုတော့သတင်းနဲ့တင်ဆက်ပေးချင်ပါသေးတယ်။ဟုတ်ကဲ့ပါ။အခုတိုင်းနောက်ချမှာစခန်းသိမ်းနိုင်ခဲ့တဲ့သတင်းပေါင်းဆက်ပြီးတော့ပြောပြပေးပါဦး။ဟုတ်။ဟုတ်ကဲ့ပါ။ပကိုးတိုင်းအုတ်တွင်မြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတစ်ခုကိုမေလ10ရက်နေ့မှာတော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ော်တော်ကြီးတွေတင်းစီရရှိခဲ့ပြီးတော့စခန်းကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့လို့ဂျိုးပင်ကဟီးရိုးပြောက်ကြားတပွဲကမေလ၁၂ရက်နေ့မှာတင်းထုတ်ပြန်ခဲ့တာပါဂျိုးပင်ကဟီးရိုးပြောက်ကြားတပွဲရဲ့တင်ကြားရေးတာဝန်ခံရဲမေရှုရှုံကအခုလိုပြောထားပါတယ်ကျန်းမာရေးရွာကရဲနဲ့စစ်အင်အား90ကျော်60မိသားရှိတဲ့တပ်စခန်းကုန်းကိုဝန်ရောက်တိုက်ခိုက်ခဲ့တာပါသူတို့ဘက်ကအထီးခတ်တွေများပြီးထွက်ပြေးသွားကြလို့စကမ်းကိုမီးရှို့ဖျက်ဆီးခဲ့ပါလေလို့ဒါကတော့ရဲမေရှင်ရှင်ရဲ့ပြောဆိုချက်ပါ အဲ့ဒီစကန်ဒီတပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုခဲ့တဲ့ကားစီစံကေ6စီးနဲ့အတူတခြားစစ်အသုံးဆောင်ပစ္စည်းတွေကိုလည်းတေးစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတပ်ဝင်နဲ့ပတ်သက်ပြီး Hero ပြတ်ကြားတပ်ဖွဲ့ရဲ့ဒုတာဝန်ခံကမနက်9နာရီလောက်ကနေစတာနေ့လယ်7နာရီခွဲလောက်မှာစခန်းသိမ်းနိုင်ခဲ့တယ်။သူတို့ဘက်ကဒဏ်ရာရသူတွေများလို့တစခန်းလုံးထွက်ပြေးသွားကြတယ်လို့ပြောထားပါတယ်။ထွက်ပြေးသွားကြတာလက်လက်တွေအကုန်ယူသွားကြတော့လက်လက်တွေတော့မသိမ်းနိုင်ခဲ့ဘူး။ တို့သုံးနေတဲ့ကားနဲ့ဆိုင်ကယ်တွေပဲသိမ်းနိုင်ခဲ့တာစကန်လေးကိုဝင်ရှင်းနေတော့လေတည်တဲ့ကောင်တွေတော့မတွေ့ခဲ့ဘူးတို့ထွက်ပြေးသွားတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ပေါက်ဝင်ခြင်းကိုတော့နေနေရှင်းလေးတွေဆက်လက်ဆောင်ရွက်နေပါတယ်အခုလိုစကန်သိမ်းတိုက်ပွဲတွေဆက်လက်အကောင့်ထဲပို့ရှိနေပြီမဲ့ကျွန်တော်တို့စီမှာခဲရန်အင်အားနည်းနေလို့ကုညီပေးကြပါလို့သူကနေပြောတောင်းဆိုထားတာလည်းရှိပါတယ်ဟုတ်ကဲ့ပါစကန်နဲ့သိမ်းဖို့ဆိုတော့လည်းနဲ့ခဲရန်အင်အားပြုလုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီကလပ်မှာလက်နက်ကတော့ စစ်ရုံးကောင်စီဘက်ကရရှိတာပေါ့ပြည်သူလူထုရဲ့ခွန်အားနဲ့ဝယ်ယူရရှိထားတာတွေပေါ့လက်လက်တွေကတော့လုံလုံလောက်လောက်နှီးပါးကိုရရှိနေကြပါပြီအဲ့တော့လက်လက်ရှိဒီတိုင်အောင်ခဲရန်ကတော့ကျွန်တော်ထပ်ပြီးတော့လွယ်နေတယ်ရပါအဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်အတော်လေးကိုဆဲကျင်စရာကောင်းတဲ့သတင်းပါပဲအဲ့တော့ဆဲရတာလည်းပြည်သူတွေမောနေပါပြီဒီသတင်းတစ်ပုဒ်ကိုဆက်ပြီးတော့နားထောင်ပြပါဦး မရောက်နိုင်လာလို့ရှိနေတဲ့အတွက်မန္တလေးကဗလင်တန်တဲ့နဲ့အဆောက်အဦအမြင်တင့်တင့်တင့်တယ်ဆိုတာထားဖို့ ਨੇ အပြူပြက်အပြက်အစည်းတွေကိုအပြန်ဆုံးရှင်းလင်းဖို့စီပင်နဲ့စစ်တပ်ကအိမ်ပိုင်ရှင်တွေကိုသတိပေးပြီးတော့ဒီလက်မှတ်ထိုးခိုင်းတယ်လို့ဆိုတာကိုကျွန်တော်တွေ့ရတယ်စစ်ကြောမော်ဒီလောက်ခံမန္တလေးစီပင်ကဗလင်တန်တင့်နေတဲ့မန္တလေးမြို့ကအိမ်ပိုင်ရှင်တွေကိုအမိန့်ပြီးထွက်ပြီးတော့ PR ပေးလုဆောင်မှုတွေဆက်ပြီးတော့ဇက်တိုက်လုဆောင်နေတာလည်းဖြစ်ပါတယ်အဲ့တော့မိလာဘက်မှာမန္တလေးမှာဗလင်တန်တင့်နေတဲ့အဆောက်အဦတွေကို အမြင်တင့်တယ်ဆိုတာကာယံထားဖို့ပြန်ပြင်မယ်ဆိုရင်ခွင့်ပြုချက်ယူဖို့နဲ့ဆောက်လို့စေအဆောက်အုံတွေအားလုံးရက်ဆိုင်ထားဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်မလာကကျွန်တော်တို့ဒီရက်အတွင်းမှာမန္တလေးကိုသွားမယ်ဆိုတဲ့သဘောအဲ့တော့မလာမလာခင်မှာအဲ့ပြူပြက်နေတဲ့အဆောက်အုံတွေကိုတော့တို့ကကာယံအမိုးအကာလေးနဲ့လုပ်ပြီးတော့အမြင်တင့်အောင်ထားဖို့ပဲနော်တို့တို့လေးကိုကျွန်တော်မစဲတော့ဘူးစဲလို့လည်းမရတဲ့ရင်ဒီဆက်နေတော့အဲ့တော့ခုနောက်ဆုံးမှာမေရောင်လိုက်လာရောက်ပြီးတော့အဲလာရောက်ဖို့ရှိနေတဲ့ မန္တလေးမြို့မှာအပြုပြက်စီးတွေကိုအများဆုံးရှင်းလင်းဖို့မပြုနိုင်သေးတဲ့အဆောင်တွေကိုအမြင်တိနေတဲ့တဲ့နဲ့ထားဖို့ကာရန်ထားဖို့ညွှန်ကြားလာတာပါလူကြီးလမ်းကြောင်းရှိတယ်အဲ့ဒါကြောင့်ငလင်းအပြုအပြက်အပြက်စီးတွေကိုအများဆုံးရှင်းရမယ်အမြင်မတိနေတဲ့အဆောင်တွေကိုလည်းကာရန်ထားရမယ်အဲ့ဒါကိုစီပင်တဲ့နန်းတွင်တက်ကအရာရှိဆိုတာခေါ်ပြီးတော့ပြောတယ်ညွှန်ကြားချက်ကိုသိရှိကြောင်းလက်မှတ်ထိုးခိုင်းတယ်ဆိုပြီးမန္တလေးကငလင်းကြောင်းတင်းဆောင်ခဲ့တဲ့နှစ်ထပ်တိုက်အင်ပိုင်ရှင်တူက ခုလိုမျိုးသူတွေ့ကြုံရတဲ့အခြေအနေကိုရှင်းပြပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လာအခုမေလ18ရက်နေ့ဝင်ကျင်ဒါမှမဟုတ်မေလနောက်ပိုင်းမှာဒါရောက်ဖို့ရှိနေတဲ့အတွက်စီပင်ကအလို့သဘောအတိပေးလာတာလို့အခြားအိမ်မက်ရှင်အုပ်ကလည်းအတိပြုပြောဆိုပါတယ်မန္တလေးစီပင်ကကလေးကြောင့်တိတ်ဆုံးသွားတဲ့အထက်မြင့်တိုက်တာတွေကိုဖြုတ်ပြတာတွေကိုခွင့်ပြုချက်ရှိမှဖြိုဖျက်ရမယ်လို့ညွှန်ကြားနေတယ်နှစ်ထပ်နဲ့သုံးထပ်တိုက်တာတွေကိုတော့ပတ်ဝန်းကျင်ထိခိုက်မှုမရှိရင်ရက်ွက်အချို့ကြီး အဖွဲ့ထံကိုအကြောင်းကြားပြီးတော့ဖြည့်ဖြည့်ခွင့်ပြုကြအောင်စီပင်ကလာရောက်ဖြည့်ဖြည့်ပေးဖို့ချောက်ထားမယ်ဆိုရင်အနည်းဆုံး3လလောက်ဆောင်းဆိုင်ခန်းကြောင်းသိရှိရပါတယ်စီပင်မှာအဲ့လိုမျိုးအပြိုပြက်တွေကိုဖြိုချမယ်ဆိုလို့ရှိရင်စီပင်မှာတောက်ပြီးရှောက်ပြီးတော့3လလောက်ဆောင်းရတယ်လို့လည်းသိရပါတယ်အဲ့တော့မန္တလေး၆မြို့နယ်အတွင်းမှာဆောက်လုပ်ဆဲအဆောက်အုံတွေကိုလည်းရပ်ဆိုင်ထားမှာဖြစ်ပြီးတော့ဆောက်လုပ်ဆဲအဆောက်အုံတွေရဲ့ပင်မတိုင်းပြည့်စုံမှုရှိမရှိကို တချို့ပေါ်စီရဲ့စစ်စေးရေးဖွဲ့ကတည်သေးပြီးမှသာဆက်လက်လှုပ်ဆောင်ဝင်ပေးမပေးစိုးဖြတ်မှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်မန္တလေးမှာတွေ့ရတဲ့သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကိုစူစီကဆက်ပြီးတော့တင်ဆက်ပေးပါဦးဗာရင်မြတ်နေ့လည်ခင်ဗျာထူးထူးခြားခြားထပ်ပြီးတော့တွေ့ရပါသေးတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့နောက်ထပ်ဝန်ထဲဆရာသတင်းတို့လည်းပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီရတိတောင် ဒီရခိုင်ပြည်နယ်မှာရှိရပါတော့ရတိတောင်ထွန်းရွေရွာဟောင်းကိုစစ်ကောင်စီကဘုံလာကျေးလို့ဒီအရက်သားတယောက်သိဆုံးပြီးတော့ကလေးငယ်တယောက်ပေါဝင်၄ယောက်ချက်မင်းဒဏ်ရာရရဲဆိုတဲ့သတင်းမှာဟုတ်ကဲ့ပါအာမနေ့ကတော့ဆိုလို့ရှိရင်လည်းဒီအိုထင်းတွင်းရွာမှာဒီဘုံကျဲခံရလို့ဒါကတော့အစုလိုက်အပြုံလိုက်တတ်ခံရတဲ့အခြေမှာပါတယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်ထပ်တပည့်ရေးဖြစ်စဉ်ဘုံကျဲသွားတဲ့တင်းတစ်ခုပါ သတင်းပြေဆောင်ကတော့ရခိုင်ပြည်ရတိတောင်မြို့နယ်ဒူးရဝေမှာဟောင်းကိုစစ်ကောက်စီလေတပ်ကဒီကနေ့မနက်ပိုင်းမှာဘုံကကျဲခဲ့တဲ့အတွက်အရက်သားတယောက်တေဆုံးပြီးတော့ကလေးငယ်တယောက်ပါဝင်လျောက်ထံမှလည်းဒဏ်ရာရခဲ့တော်တယ်လို့ဆိုပါတယ်။အဲ့ဒီကြေးပါကိုဒီကနေ့မီလာ73ရက်နေ့မနက်7:00နာရီလောက်မှာစစ်ကောက်စီက Jet Fighter လေဂျက်တိုက်လေတစ်စီးနဲ့ဘုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဘုံကျဲတိုက်ခိုက်မှုကြောင့် အပြစ်နဲ့အရက်သားတဦးသေဆုံးပြီးတော့ကလေးငယ်တယောက်အပါဝင်လေးယောက်ချက်နဲ့ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အသေးစိတ်ကိုတော့ဒေသခံတွေကပြောထားရှိပါတယ်။အဲ့ဒီဘက်ကမစစ်ရေလှုပ်ရှားမှုမှမရှိဘူး။ယတိတောင်ကစစ်ရေရှောင်းနေပဲအနေများကြတာလို့ပြောပါတယ်။ဘုံကြတဲ့ခိုင်မှုကြောင့်လူနေအိမ်ဆယ်လုံးလောက်လည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြီးရောဟာရတိတောင်မြို့ရဲ့အရှိတ်အဝါ၃မိုင်အကွာမှာရှိပြီးတော့အင်ဂျင်နီယာကျော်ရှိတယ်လို့လည်းသိရှိရပါတယ်။ ဒါကတော့ဒီနေ့မနက်ပိုင်းမှာပုံကျဲသွားတဲ့ဒီတစ်ခုဖြစ်ပါတယ်။မနေ့ကဆိုလို့ဆိုရရှင်လေအဲ့ဒီ ordinary ရောပဲဒီပိုင်းမှာရှိတဲ့ ordinary ရောပဲညပိုင်းမှာထပ်ပြီးတော့ဘုံမှာကျဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။ဒါကတော့သေးစိတ်အထူးခံမှုသေးစိတ်ကိုတော့ခုနေခုချိန်ကြီးမတိရသေးဘူးနော်။ဟုတ်ကဲ့ပါ။ဟုတ်ပါပြီ။ပြီးတော့မနေ့ကဆိုလို့ဆိုရရှင်ဘုံကျဲတက်ခတ်မှုတွေမှာဒီ6ဦးတို့ဒီမော်လူးကမှာဘာလို့အန်ဒီကပြထုတ်ထားတဲ့မော်လူးကမှာလည်းကျဲခံရတယ်။ချောင်းဘက်မှာလည်းကျဲခံ။အဲ့တော့ တလီတဲ့ဟိုမှာလှည့်ပတ်ပြီးတော့နိုင်ငံလုံးကိုကျင်းနေကြတယ်ဖြစ်စဉ်တွေတက်နေကြတယ်ဖြစ်စဉ်တွေသူတို့ကဒါကိုခေါင်းစဉ်ထလာလေးအောင်တက်တယ်ရန်နိုင်မင်းစစ်စင်ရေးဆိုပြီးတော့ပြည်သူကိုတက်ချင်တိုင်းတက်နေတာကိုနာမည်တက်ပြီးတော့မှမျက်နှာပြောင်းတိုက်ပြီးတော့ရန်နိုင်မင်းစစ်စင်ရေးဆိုပြီးတော့ပြောထားတာလို့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီနေ့ဒီလေကမှာကျွန်တော်တို့တွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့ကျွန်တော်တို့မောင်မောင်တယောက်ကပြည်သူလူထုထံကိုလာရောက်တင်ပြခြင်းဖြစ်ပါတယ်။ ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေလွတ်မြောက်ကြပါစေကြောင်းဆုမွန်ခေါ်တောင်းလိုက်ရပါတယ်ခင်ဗျာ